တရုတ်နိုင်ငံမှာတော့စားသောက်ဝယ်ရာတွေမှာအတူပါတွေများပါတယ်။များတော့အဖြစ်အမျက်စွန်တွေကိုရာခြေပြီးထုတ်လို့ရောင်းချကြပါတယ်။ဒါကြောင့်မို့စားစရာတွေကစီးကြည့်တယ်လို့ဘေးထွက်ဆူချူများပြီးကျမရေးကိုခြေခိုင်းစေပါတယ်။တရုတ်နိုင်ငံမှာတော့အမျက်စွန်ရရေးကိုသာရည်ရွယ်ထုတ်လို့နေကြတာများပါတယ်။ဒီနေ့မှာတော့တရုတ်နိုင်ငံကကြောက်စရာကောင်းတယ်လို့ကျမရေးကိုခြေခိုင်းစေတဲ့ဝန်မှန်တဲ့စားသောက်ဝယ်ရာတွေအကြောင်းကိုပြောပြပေးသွားပါမယ်။ စိတ်ဝင်စားရရဆိုရင်တော့ဗီဒီယိုလေးကိုစုံထည့်ကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်ရှင်။မိလာစီမိလာစီကထွက်ရှိလာတဲ့ရေတွေကနေစီထိုးယူရာကတကယ်ကိုမယုံကြည်နိုင်စရာကောင်းပြီးကျမရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်။မိလာပိုက်တဲအနေထွက်ရှိလာတဲ့ညဉ့်ဉန်းတဲ့ရေတွေကနေစီအဖြစ်ထုတ်လုပ်ပါတယ်။ဒီစီကချက်ဖို့သုံးတဲ့စီမဟုတ်ပါဘူး။တရုတ်နိုင်ငံမှာတော့ကေယောဂါကကာလကြာရှည်အောင်ဖြစ်ပွားခဲ့ပါတယ်။ ဒီယောဂရဲ့နောက်ဆက်တွဲရလေးမူမန်တဲ့စတောက်စရာတွေကြောင့်ပါရေစိုးရင်းညစ်ကနေစိတ်ဖြည့်ထုတ်ယူကြတာကတော့ဒီကိုယွန်းရှာစရာကောင်းပါတယ်ဒါအရင်ကစိတ်ဖြည့်စရာကောင်းပြီလို့များကလည်းတောင်းမျောလင့်ထားမှာမဟုတ်ပါဘူးစတောက်ဆိုင်တွေကနေစုပ်ပြလိုက်တဲ့အချောစီဟောင်းတွေကမြောင်းလေးကိုရောင်းလာပါတယ်ဒီမြောင်းလေးကဟာရီကိုပြန်ယူလိုက်ပြီးနောက်တစ်ချိန်စိတ်ဖြည့်လောက်ကြပါတယ်ဒါအမြတ်ဆုံးရရည်တသက်ပဲရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး မင်းလာပိုက်စေကကော့တေးရရောင်နဲ့တူပါတယ်။ဒီစီကိုကလတ်စတော်ဓာရူပြေတာပစ္စည်းတွေနဲ့ထုတ်လုပ်ထားပါတယ်။အချားပောင်ရင်ပစ္စည်းတွေကလည်းကျမကြီးကိုထိခိုက်စေပါတယ်။မင်းလာပိုက်ကနေထွက်လာတဲ့ညဉ့်ညံစုပြည့်ရေတွေကနေပြန်ထုတ်လုပ်ထားတဲ့စီရီအကြောင်းဒေဆုံးရသူတွေလည်းရှိလာပါတယ်။အထူးတစ်ဖြစ်တော့ဘီကင်ရဲ့အချိန်ကြောင်းမြတ်စွာအတုံးပြုတ်နိုင်ရေးကအရေးကြီးပါတယ်။ဘေးထွက်ဆိုးကျများပြီးမတန့်ရှင်တဲ့စားတောက်တွေကြောင့်ကျန်းမာရေးကိုဆွဆွရွာချိခိုက်စေနိုင်ပါတယ်။ ။စားသုံးသူတွေကတော့အခုချိန်ထိမတန့်ရှင်းတဲ့စီတွေကိုတရိပ်မမှုပဲစားသုံးမိနေကြဆဲဖြစ်ပြီးမလပိုက်တရနဲ့စီထောယူမှုကလည်းပို့ပြီးတော့တရုတ်နိုင်ငံမှာကြီးမားလာနေပါတယ်။တခြားနေလန်းတွေနဲ့လည်းထုတ်လုပ်နေကြသလိုတရားမဝင်ထုတ်လုပ်မှုရဲ့မောက်ကိုဈေးခွဲကလည်းကြီးမားလာနေပါတယ်။အခုတုံးစိနေရဲ့စီရီကရောကျမကြီးကိုချိခိုက်စေနိုင်လားဆိုတာကိုလည်းသတိထားအသုံးပြုရမှာဖြစ်ပါတယ်။ စုပြည့်ညဉ့်ညံစီရီပါဝင်တဲ့ရေရီကိုပြန်လဲပြီးတော့စီထုတ်ယူတာကလည်းအန်တီရများပြီးခနာကိုအတွက်အစိတ်တောက်ဖြစ်စေပါရယ်ဒီလိုအချက်တွေကြောင့်တရုတ်နိုင်ငံမှာကေယောဂါရီအမြဲလိုဖြစ်ပေါ်နေရလားကျွန်မရဲ့အတွက်ဘေးထွက်ဆိုးကျိုးများတဲ့စားသုံးဖွယ်ရာတွေကိုမစားသုံးမိဖို့အရေးကြီးပါရယ်အခုလိုအချိန်တွေမှာတော့အမြဲဆုံးရရေကိုသားရွယ်သည်ထလုံးရောင်းချလာနေကြပါရယ်ကိုယ့်ရဲ့ကျမရဲ့အတွက်မိတ်ဆွေတို့ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါရယ် အနေရောင်တူဘူးတူဘူးရိကိုတော့အလုံးကဆိုင်နေတတ်ကြပါရဲ့။ကြံမဲ့တူဘူးမှလည်းဘေးထွက်ဆိုးကျိုးများပြီးကျမရင်းနဲ့မညီညွတ်တဲ့တူဘူးလည်းရှိပါရဲ့။တူဟူဝယ်ယူရမှာတော့အချင်းပေါက်နေတဲ့တူဟူကိုမဝယ်ယူမိအောင်တရားရွေးချယ်ရမှာဖြစ်ပါရဲ့။တရုတ်နိုင်ငံမှာတော့တူဟူတွေမှာပရွေးစိတ်ဝုနဲ့တူဟူကိုဈေးကတ်ချဲမှာရောင်းချကြပါရဲ့။ပြီးတော့အနတ်သက်ဆိုတဲ့အနေရောင်တူဟူလည်းရှိပါရဲ့။ အနန္တဆိုတဲ့သူဟုအတူကိုစောင့်သုံးခြင်းကကျမကြီးကိုစွာစွာချိခိုက်စေပါရဲ့အဲ့သူဟုကိုတော့နိုင်ငံခြားကွန်ကျန်များနဲ့ဒါရူဗီရာများနဲ့ပေါင်းဆက်ထုတ်လုပ်ပါရဲ့အခုချိန်မှာတော့တရားမဝင်နီလန်နဲ့ထုတ်လုပ်ရောင်းချနေကြတဲ့သူတွေကိုဖန်စီအရေးယူနိုင်ခဲ့ပြီဖြစ်ပါရဲ့ဈေးကွက်ချင်းမှာတော့အနေရောင်သူဟုကလည်းပြည်내ရောက်ရှိနေပြီးဒီသူဟုတွေကကန်စာကိုဖြစ်ပေါ်စေပါရဲ့ဒါရူဗီရာအယောင်ကျစီတွေနဲ့ထုတ်လုပ်ရောင်းချခဲ့တဲ့သူဟုနဲ့တွင်နဲ့ပတ်သက်ပြီး တော်တော်များများကိုဖန်ဆီးနိုင်ခဲ့ပါတယ်။အဲတူဟုတင်မှာတော့အစိတ်တောက်များစွာပါရှိနေပါတယ်။အတူပါထုတ်လုပ်မှုတွေက ကျမရဲ့စူဂျိုများပြီးခနာကိုရဲကိုရောက်သွားရင်တော့တည်စိတ်တိုင်းတဲ့အခြေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဈေးကွက်တင်းမှာတော့အနန္တဆိုတဲ့သူဟုတွေကိုဈေးတက်တက်တသားနဲ့ရနိုင်ပါတယ်။ဒါပေမဲ့ကျမရဲ့စူဂျိုကိုပြန်ခန်းစားရတဲ့ဆိုရင်အဆင်မပြေပါဘူး။ယုံကြည်စိတ်ချရတဲ့နေရာကနေဝေယူရာကပိုကောင်းပါတယ်။ တူဟူအတုတွေရှိသလိုတူဟူအစစ်တွေလည်းရှိပါတယ်။အစစ်မှန်တွေကအရာသာပိုကောင်းပါတယ်။ဘေကင်းစေသလိုကျမရဲ့အတွက်ပါအချောက်ကိုပြူပေးပါတယ်။ပူပေါင်းလက်ဖက်ရည်အမဲရအလုံးလေးတွေပါဝင်နေတဲ့ဒီပူပေါင်းလက်ဖက်ရည်ကတော့ခွေးကြိုင်ပြီးစိတ်ကိုလန်းဆန်းစေပါတယ်။ဒါအစားသုံးသူတွေရဲ့ဈာမအရင်ကွန်ရေးပန်းစားလာခဲ့ပါတယ်။ဒါပေမဲ့ဒီအချိုရည်တွေကအန္တရာယ်များပါတယ်။ဒီဦးနိုင်ငံကဆလီနီရွယ်မင်းလေးတူကို ကျမရဲ့စစ်စစ်ကြေးရမှာတော့အချူရည်တွေမှာပါဝင်တဲ့အမဲရောင်လုံးလေးတွေကဦးရဲမှာဒီတိုင်းပဲကျင်ရပါတယ်။ဂျာရီကအဆောင်မကြေစီပါဘူး။အနည်းရှိတဲ့ပစ္စည်းတွေကို ပေါင်းစရာကနေဘေးထွက်ဆိုးကျိုးများပြီးကျမကြီးကိုထိခိုက်စေနိုင်ပါတယ်။ဒီဘူပေါင်းလက်ဖက်ရည်တွေကတော့မတော့တုံတင်ပါဘူး။ပြီးတော့အစာကိုမကျင်ညက်စေတဲ့အမဲရောင်လုံးတွေကို ပိုးလို့တော့မစားတင်ပါဘူး။ နော်လဖက်ရည်တွေကိုတော့စီပွားအဖြစ်ထုတ်လုပ်အောင်ချခဲ့ပါတယ်။ဒါရီတရားမဝင်ပါဘူး။တချို့တော့ဘူဘီတီတွေကဓာတ်ရုပ်ဗီဒီယိုစီပွားတွေနဲ့အသုံးပြုထားတာကြောင့်ဖန်ဆီးခံခဲ့ရပါတယ်။ပနတေးကားတရာတွေနဲ့အပေါင်းဆက်ပြီးတော့လေးစာသုံးခုတွေမှာအမြတ်ဆုံးရရှိဖို့ကြည့်ပြီးတော့စီပွားရှာနေကြပါတယ်။ဒါရီကတကယ်ကိုအံ့ဩတုံလုပ်ဖို့ကောင်းပါတယ်။အခုပြောပြတဲ့ နိုလက်ဖက်ယူရီထဲမှာအမဲလုံးလေးတွေကလည်းဖနက်တီကားတာယာရီနဲ့အသုံးပြုထားပါတယ်။တချို့ဆိုင်တွေမှာရောင်းချနေတဲ့ဒီအမဝင်နွားနို့တွေကလည်းကျမကြီးကိုထိခိုက်စေပါတယ်။တတန်းကုန်ဆုံးသွားတဲ့နွားနို့တွေကိုလည်းမတော့သုံးသင့်ပါဘူး။ဝဲယောဂါကိုအလွယ်တကူဖြစ်ပေါ်စေနိုင်ပါတယ်။ဖူဘီတီတွေနဲ့ပတ်သက်ပြီးဈေးကွက်ထဲမှာတော့ကျမကြီးကိုထိခိုက်စေနိုင်တဲ့အကျိုးပါတွေလည်းရှိပါတယ်။စိတ်ချရတဲ့နေရာကနေဝဲယူရာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့နေရာကနေ ဝယ်ယူတာကပြီးခင်ပါတယ်။တရုတ်နိုင်ငံမှာတော့စာသူထုတ်လို့ရောင်းချတဲ့စုံတွဲတွေကိုမကြသေးမီကဖန်စီထိန်ထိန်နိုင်ခဲ့ပါတယ်။စာရည်ဆိုတာချက်ပြိုရာမှာအရေးကြီးပြီးဟင်းလျာတစ်ခွက်လုံးကိုအရာသာထိန်ညစ်ပေးနိုင်ပါတယ်။စားပေါ်နေတဲ့ဟင်းတစ်ခွက်ကတော့စားလို့ကောင်းမှာမဟုတ်ပါဘူး။စားရီကချက်ပြုတ်ရမှာအရန်ကိုအရေးပါပါတယ်။မကြသေးမီကရေတွေဟာတရုတ်နိုင်ငံကွန်ဂျိုမြို့မှာ စာတူထုတ်လွှင့်ရောင်းချနေတဲ့နေများနေရာကိုဖန်ဆီးနိုင်ခဲ့ပြီးတရားမဝင်ရောင်းချနေတဲ့စာတူတွေကိုပါတင်ဆက်နိုင်ခဲ့ပါတယ်။ရဲတွေကတခြားသူတွေရဲ့တိုင်ချောင်းမှုအနေနဲ့အင်ကိုဝေရောက်စီးနှစ်ခဲ့ကြပါတယ်။အဆိုပါဆုံတွဲရတော့စာတူတွေကိုတရားပါခင်ပိတ်ပြီးဈေးကွက်ထဲမှာဖြန့်ဖြူရောင်းချခဲ့ပါတယ်။သူတို့ကအဲစာတူကိုစွတ်စွတ်ပေါင်း29ခုထိဖြန့်ချထားပြီးဈေးကွက်ထဲမှာတရားမဝင်စာတွေကိုရောင်းချခဲ့ပါတယ်။ စားသုံးသူတွေအနေနဲ့မဝယ်ယူမီတစိုက်ကိုအသေးချာစစ်ဆေးဖို့အရေးကြီးပါတယ်။စားသူဟာကျမကြီးကိုထိခိုက်စေနိုင်ပါတယ်။စားသုံးဖို့အတွက်မတင်တော်ပါဘူး။ဒါစားသူမှပါဝင်တဲ့မကောင်တဲ့တာရုပ်ပြည်တော်ရီချောင်းပါ။ဘေးထွက်ဆိုးကျိုးများတဲ့ဓာတုဗေဒကကျမကြီးကိုထိခိုက်စေပြီးအစာရင်ရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ပြီးတော့ကလေးသူငယ်တွေ၊ကိုယ်မဆောင်မိခင်တွေကပိုးလို့တော့မစားသင့်ပါဘူး။အိုင်ယိုဒင်းစားစစ်ကခနာကိုအတွက်လည်းအကျိုးပြုပေးပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရာကြောင်းတွေကိုပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like ရ follow ထားပေးကြပါဦးနော်အဆုံးထိအားဖြင့်ကြီးကျူးမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကြောင်းတွေနဲ့တူပြန်လာခဲ့ပါမယ်